အမေရိကမှာမွေးတဲ့ကလေးတွေတွေ့ခါကြတော့ပြဿနာမရှိဘူးပေါ့နော်အမေရိကမှာမွေးတာနဲ့သူတို့ကချက်ချင်းနိုင်ငံသားဖြစ်ပြီးတာဒါပေမဲ့အခြားနိုင်ငံကနေအထူးသဖြင့်မြန်မာပြည်ဒါမှမဟုတ်ရင်တောက်ကတဲ့အန်နေမိဘနဲ့အမေရိကန်ရောက်လာတဲ့ကလေးတွေဆိုလို့ရှိရင်တော့အော်တိုမက်တစ်နိုင်ငံသားမဖြစ်ကြဘူးပေါ့နော်မိဘတယောက်ယောက်ကနိုင်ငံသားဖြစ်သွားပြီဆိုလို့ရှိရင်ကလေးအတွက်လည်းအော်တိုမက်တစ်နိုင်ငံသားဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ passport ရှောက်ပြီးတဲ့ချိန်မှဖြစ်ဖြစ်ကလေးအတွက်နိုင်ငံသားရှောက်လွှာရှောက်ပြီးတဲ့ချိန်မှဖြစ်ဖြစ်တက်တိထောက်ထားရင်အများကြီးလိုအပ်တာတွေ့ရတာပေါ့ ကျွန်တော်ရဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ USCIS ကဘာတက်တဲ့အထောက်ထားတွေများတော့အဖြစ်မိတာလေဆိုတော့ကလေးရဲ့မွေးတက်ခရစ်ပေါ့ဥပမာအမေလားအဖေလားနိုင်ငံသားဖြစ်သွားပြီကလေးအတွက် passport ရှောက်ပေးချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကလေးအတွက် citizenship ရှောက်ပေးချင်တာပဲဖြစ်ဖြစ်မွေးတက်ခရစ်ဆိုတာသူတို့အမြင်ရမိတာပေါ့တခါတလေကျတော့ထိုင်းတက္ကသိုလ်တဲ့အနေနဲ့ထုတ်ပေးတဲ့မွေးစည်ရင်းကအင်္ဂလိပ်လိုတခါတည်းဘာသာပြန်ထားပေးတာရှိတယ်အင်္ဂလိပ်လိုတခါတည်းဘာသာပြန်ထားပေးပြီးသားဆိုလို့ရှိရင်တော့ USCIS ကိုအလွယ်တကူနဲ့မိတူလုပ်ပြီးတော့သူတို့စီပို့လို့ရတာပေါ့နော်ဒါပေမဲ့များရောအဖြစ်ထိုင်းကနေထုတ်ပြီးတဲ့မွေးစင်ကထိုင်းလိုပဲရေးထားတယ်ဒါမှမဟုတ်မြန်မာလိုပဲရေးထားတာတွေ့ရတယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော်ကတော့အင်္ဂလိပ်လိုဘာသာပြန်ပို့တော့လို့တာပေါ့နော်အင်္ဂလိပ်လိုဘာသာပြန်ပေးမှတာ USCIS ကအတိမပြည့်တာလက်ခံတာ လူညင်းမင်းတို့ရဲ့တားသည့်မိကနိုင်ငံသားမဖြစ်သေးဘူး passport ပဲရှောက်ပေးချင်တာဖြစ်ဖြစ်စီလစီရှောက်ပေးချင်တာဖြစ်ဖြစ်မွေးစည်ရေးပါလိုက်ပြပေးဖို့လိုအပ်တယ်ဆိုရင်ကျွန်တော်အဖွဲ့အစည်းကအမြဲတမ်းလှုပ်ပေးနေကြတယ်နော်ကျွန်တော်တို့ရှာတော့ကြနေဝန်ဆောင်မှုအဖွဲ့အစည်းကအရင်တော့ကသူများမွေးစည်ရေးနဲ့ပါလိုက်ပြန်ထားပြီးအများကြီးပဲအထူးသဖြင့်အစိုးရဌာနဖြစ်တဲ့ဥပမာ passport ရောင်းပဲဖြစ်စီနော် USCIS citizenship ရောင်းပဲဖြစ်စီကျွန်တော်ပါတဲ့ပြတ်ထားပေးတဲ့ဟာတို့လက်ခံတယ်ဆိုတော့လူချင်းမင်းတို့လည်းဒီလိုပဲအကူအညီလိုအပ်တယ်ဆိုရင်ဒီဖုန်းနံပါတ်ထဲမှာစာရေးပါ ဖုန်းခေါ်လာလို့ကျွန်တော်မကင်မိရင်စကားပြောတာပြီမြန်မြန်ဆန်ဆန်ဘာသာပြန်ပေးဖို့လိုအပ်တယ်ဆိုလို့ရှင်လဲနေရတောင်းရင်းနဲ့ကျွန်တော်အပီလောက်ပေးလို့ရတယ်နော်အားလုံးပဲချစ်စစ်တင်တယ်